ဇလန်းအဆောက်မှာတော့ဒင်းဟာအဆောက်အုံတစ်ခုတည်းကိုခိုးချောင်ခိုးဝံနဲ့ဝင်ဖို့လုပ်နေပါတယ်။ဒီချိန်မှာကက်စီယာဟာသူ့နောက်ကနေပေါ်လာပြီးရုတ်တရက်ဆိုသလိုဒင်းကိုဝင်တိုက်ခိုက်ပါတယ်။ဒင်းကလည်းမလုပ်ဖို့အတွက်ကက်စီယာကိုအမျိုးမျိုးဖျောက်ပြနေပေမဲ့ကက်စကတော့ဘာစကားမှပြန်ပြောမနေတော့ဘဲဒင်းကိုဓာတ်နဲ့အဆုံးသက်ထိုးချပစ်လိုက်ပါတယ်။ဒင်းတရားကိုညှိကြသွားပြီးတေသွားပြီဆိုတာသိချတော့မှအဆောက်အုံကြီးဟာမီးရင်လင်းလာခဲ့ပြီးနောက်မီထွက်လာကကက်စီယာကိုဘလောက်တော်ကြောင်လေးကြီးကျူးနေပြီးဒီလောက်ဆိုရင်တော့မင်းကအစနစ်ဖြစ်ပါပြီလို့ပြောလိုက်ပါတယ်။ ဒါမဲ့အဆောက်အုံထဲမှာတော့ကက်စီယာတတ်ထားတဲ့ဒေးဝစ်ချက်စတာရဲ့အလောင်းတွေအများကြီးရှိနေပါတယ်။ဒီအချိန်မှာတကယ့်ဒေးစစ်ကတော့အက်ခရလူသားတွေရဲ့စခန်းထဲမှာရှိနေပြီးပစ္စည်းတွေကိုလိုက်ဆက်စုနေတာတခုချင်းစီကိုအပြစ်တင်နေပါတယ်။ဆန်အောင်ပစ္စည်းကြောင်းလှမ်းပြောလိုက်တခုပြီးတခုဖွင့်ကြည့်တဲ့လုပ်နေတဲ့အချိန်မှာဆန်ဟာထောင်းဆုံနေပြီးသွေးရည်လည်းပါလာပါတယ်။သုံးဆန်အတိုင်းမဲ့ဒင်းဟာအစင်ပြေလာလို့လှမ်းမိလိုက်တဲ့အချိန်မှာဆန်ဟာရပါတယ်ဆိုပြီးလင်းလိုက်ပြီးဒင်းတယောက်ကတော့အက်ခရလူသားတွေရဲ့စုဆောင်မှုတွေထဲမှာကမ္ဘာပထမဦးဆုံးအပြာဆောင်ကြီးပါလာတဲ့အတွက်သဘောတူကြနေပြီးဘာမှဆက်မမီတော့ဘဲပြုံးပြီးပြီးဖြစ်သွားပါတယ်။ ဆရာတော်အမှုတစ်ခုကိုသောက်သန်းနေတာဖြစ်ပြီးအနောက်လေပိုင်းဒေသမစ္စရီလေကိုစပရင်မှာအလောင်းများသာထက်နေတဲ့အကြောင်းကိုပြောပြပါရစေ။တည်နေတဲ့အလောင်းတွေအကုန်လုံးကမျက်လုံးလက်နဲ့ခြေထောက်တွေမှာမြည်ရောင်ကျွမ်းနေပြီးကိုရွေးအင်္ကာတွေကလည်းအရှိပြောင်းနေတာဓာတ်နဲ့အထိုးခံထားရတယ်အရာကြီးလက်ရှိနေတယ်လို့ပြောပါရစေ။တေဆုံးသူတွေကတယောက်နဲ့တယောက်တော့ပတ်သက်မှုမရှိကြပဲကြာပန်းတည်နေတာဖြစ်ကြောင်းနဲ့အကုန်လုံးဟာဆရာမတွေတမိုင်းပညာရှင်တွေနဲ့လူတော်တွေကြီးပဲဖြစ်ကြောင်းရှင်းပြပါရစေ။ဒါကြောင့်ဒေဇန်းကြီးကိုလည်းအမှုစုံစမ်းဖို့တက်သွားကြတော့ဒင်းရမသွားခင်မှာဆန့်ရဲသွေးဆိုးတွေတချို့တချို့ကိုတွေ့သွားပါတယ်။ FBI agent Dim Sanu ကတော့တေဆုံးသူအဲ့အယုံစုံစမ်းမှုတက်သွားကြပြီးစတင်မေးမြန်းကြပါတယ်။အဲ့ဟာလူချင်းလူခင်များပြီးရန်သူလည်းမရှိကြောင်းနဲ့ဒါပေမဲ့လူငယ်တစ်ပတ်လောက်ကနေစပြီး true ဆက်ဆက်နေလောက်လာတယ်ဆိုပြီးအဲ့ရဲ့ခင်မဖြစ်သူကပြောပြပါတယ်။အမ်တယောက်ကထမင်းလည်းမစားညာဘက်တို့လည်းမအိပ်ပဲနဲ့ညာတိုင်းအပြုံထွက်ပြီးတော့မြို့အနက်မှာနိုင်ပေါင်းပြသွားမြေကျွေးတွေကိုတူးနေခဲ့ပါတယ်။အဲ့ဒီပြင်သူမတူးခဲ့တဲ့မြေကျွေးတွေကိုလည်းမြို့ရဲ့ပုံစံလေးလေးနဲ့မှတ်ထားရလို့ဆိုပါတယ်။ ဒဲနိုဟာတခြားပါးရဲ့သတိထားမိသေးတယ်လို့မေးတော့ကင်မွန်မြစ်သူဟာသူစနီအန်ဟာမြေကျွင်းတွေကိုအားကျုံမတက်တူးနေခဲ့ပေမဲ့ဒူးဆက်တာကတော့ချွေးတစ်ဆက်မှထွက်မနေဘူးလို့ပြောပြပါတယ်။ခင်ဗျားတို့ဂျုံမလာတော့မသိဘူးဗျာ။ဒါပေမဲ့အဲ့ဒါကတော့ကျွန်တော်သိတယ်ကျွန်တော်ရဲ့သတိအန်မဟုတ်ဘူး။သူ့ရဲ့မျက်လုံးတွေကလည်းထူးထူးဆက်ဆက်အနက်ရောင်အဖြစ်ပြောင်းနေရအောင်ကျွန်တော်တွေ့ခဲ့တယ်ဆိုပြီးကင်မွန်မြစ်သူဟာပြပြတလဲရှင်းပြနေပါတယ်။ဒီလိုနဲ့ဒင်းတို့ကလည်းတေသွားတဲ့သူတွေအကုန်လုံးလိုက်ပြီးစုံစမ်းကြည့်တော့အကုန်လုံးဟာနတ်ဆိုးတွေအပူခံတာရမယ်တိလိုက်ကြတာကြောင့်အနေနဲ့ကျွန်တော်တို့ဖြစ်သွားကြပါရတယ်။ ဒီပုံစံတိုင်းဆိုရင်သေသွားတဲ့သူတွေဟာလက်ဆိုးတွေဖြစ်နေရကြောင်းဒေးရတော့ဘာမှမထူးကြောင်းနဲ့ငါတို့ဟာလက်တက်တက်ကောင်ကိုပန်းစီလေးပါလေးပို့ပြီးတော့ကျေးဇူးတင်ကြောင်းပြောရမှာပဲဆိုပြီးဆန်ကတော့မဟုတ်ဘူးတင်ဒီကောင်တွေအကုန်လုံးဟာမသေးခင်မှာမြေရွှေ့နေတူနေခဲ့တာငါတို့အဲ့ကိစ္စကိုတိတ်မကြိုက်ဘူးလို့ပြောပြီးထုံသန်းမှုတွေဆက်သွားကြခဲ့ပါတယ်ဒီလိုနဲ့အန်တီဟာကိုစကားနောက်ဆုံးပြောခဲ့တဲ့မိမအီစီတော်သွားတဲ့အချိန်မှာတော့ထုံမိမကြီးဟာမြေပုံပညာရှင်တယောက်ဖြစ်နေခဲ့ပါတယ် သူမအဲဟာသူမအောင်တော့ဆုံးဖုန်းဆက်တဲ့အချိန်တော့ကမြို့ရဲ့မြေပုံကအသက်သက်ဆွဲပေးဖို့အတွက်ပြောနေတဲ့အကြောင်းကိုပြောပြီးတမိုင်းချောင်းကိုပြန်လည်ပြီးပြောရလို့ရှိရင်လူခဲတစ်တရာတော့ကဒီမျိုးကြီးရာလှိုင်းလုံးကြီးတွေချောင်းကမ္ဘာမြေပုံကနေပျောက်သွားခဲ့ဘူးပြီးဒီခေတ်နောက်ပိုင်းတော့မှပြန်ပြီးတိစောက်ထားတာလို့ပြောလိုက်ရင်ဒင်းတို့လည်းအဲသူမအောင်ဆွဲခိုင်းထားတဲ့မြေပုံကိုထုတ်ပြလိုက်ကဒီမြေပုံကိုသူမအဲကိုပေးဖို့တချိန်ထားခဲ့ပြီးတော့မှပဲတွေးပြရမတိုင်ခင်မှာအဲသိသွားတာလို့ပြောပြလိုက်ပါတယ် ဒါပဲအမ်းမလက်ထောက်တောက်ရှိကြောင်းလည်းသူ့ရဲ့လက်ထောက်ကအခုမှမြေပုံလာယူမယ်လို့ပြောရလို့ပြောနေတဲ့အချိန်တကားဖက်ဒီရံကြားလာကြောင်းမိမကြီးလည်းအဲလက်ထောက်လာပြီးထင်ပြီးဝမ်းသာအားရနေတကားကိုပြစ်ဖွင့်ပေးလိုက်တဲ့အချိန်မှာသူမထင်နေသလိုဟုတ်မနေပဲတကားကမှရက်နေတယ်မျက်လုံးအနှံ့ရောင်ပြောင်းနေတယ်ဒါဆိုတော့ကောင်ဖြစ်နေရကြောင်းအမျိုးသမီးတဲ့လန့်သွားခဲ့ပါတယ်မဆိုးသုံးကောင်ကဘာပြောညာမပြောနဲ့ဝင်မိတက်ခိုက်လိုက်ပြီးကန်ဆိုးကျင်တော့အထက်မှာရှိနေတာဟာဒေဆန်းကြီးတော်ဖြစ်နေရကြောင်းမဆိုးကြီးလည်းနှကောင်ကိုရင်းလိုက်ရပြီးကျန်တဲ့တကောင်ကတော့မြေပုံယူပြီးထွက်ပြေးသွားပါတယ် ဒင်းဟာနတ်ဆိုးကောင်ကိုအမှောက်သိပြီတခါတည်းအဆုံးသတ်ဖို့လုပ်ပေမယ့်နတ်ဆိုးကတော့မြေပုံပညာရှင်ကိုဝင်ပူးလိုက်ပြီးနေရာနဲ့ထွက်ပြေးသွားခဲ့ပါတယ်ဒီအချိန်မှာငခိုကလေးကမှသွေးတွေအံပြီးတော့အခြေအနေမကောင်းတော့တဲ့ဆန်ဟာနတ်ဆိုးထိုးတာကိုခံနေရတဲ့အချိန်မှာဘော်ဒါလိုပါကြီးကက်စီဟာဘယ်ကနေဘလို့ပေါ်လာမှမသိပဲဆန်ဝင်ပြီးကူချပေးလိုက်ပါတယ်ဒီလိုနဲ့ဒင်းဆန်နဲ့ကက်ကြီးတို့လည်းလူပြေဆုံးသွားကြပြီးကက်ကြီးဟာနတ်ဆိုးတကောင်တော့လွတ်သွားတယ်ဗာမီသားရဲ့တကောင်တော့ချုပ်ထားတယ်ပြီးလို့ရှိရင်ငါပဲသူ့ကိုအသာဆုံးစစ်ဆေးလိုက်မယ်လို့ပြောပါတယ် ဆန်နိုးဟာကက်စ်ကိုဒီရဲ့ဘိုင်းနေမှာမဘယ်ရောက်နေရလဲလို့ဝိုင်းမိကြတော့တစ်ချိန်တည်းမှာပဲကက်စီရဲ့စိတ်ဝိညာဉ်ဟာနာအိုမီဆီရောက်သွားပြီးနာအိုမီဟာကက်စီရဲ့ပြန်ပြောရမယ့်စကားလုံးတွေကိုတလုံးချင်းတိုင်ပင်နေပါတယ်။နာအိုမီပြောခိုင်းသမျှတွေကိုကက်စီရဲ့ပြန်ပြောနေရပြီးဒင်းတို့ကိုသူဟာနှဆိုးကြောက်စာရဲ့ကျန်တဲ့တစ်ဘိုင်းကိုလိုက်ရှာနေရလို့ပြန်ပြောပြလိုက်ပါတယ်။အဲ့ပြင်နှဆိုးတို့လိုက်ပြီးရှင်းနေတာလည်းသူကိုယ်တိုင်ပဲဖြစ်ပြီးအဲ့နှဆိုးကောင်တွေကလက်ရှိမှာလူစီဖာရဲ့မြောက်ခန်းကိုလိုက်ပြီးရှာနေကြလို့ကက်စ်ကရှင်းပြလိုက်ပါတယ်။ ဒင်းတော့ကလည်းလူစီဖာရဲ့မြောက်ခံဟုတ်လားအဲ့ထဲမှာဘာရှိတယ်လို့မေးလိုက်ပြီးကန်စီရရတော့နာအိုမီခိုင်းတဲ့အတိုင်းပဲလိန်ပြောလိုက်ပါတယ်လက်ရှိမှာခရော်လီယာနတ်ဆိုးတွေကိုအတိညာရှိပြီးနေမေကြိုးကျင်တဲ့နေခန်းတွေကိုဝင်ပူးခိုင်းပြီးတော့မြေတိုက်တွေကိုအသက်တန်လိုက်ချနေရဖြစ်ကြောင်းပြောလိုက်ပြီးဒင်းတို့ဆက်မေးလာတဲ့မေခွန်းတွေကိုတော့ကက်ဆာမဖြေတော့ဘဲနတ်ဆိုးကိုဆင်မေးဖို့လိုတဲ့ဆိုခါနေရာအနေထွက်သွားလိုက်ပါတယ်တန်ခဲ့တင်ဆန်းကြီးကတော့တူးဆန်းနေတဲ့ကက်စီရဲ့ပုံစံကြောင့်နေရာခက်နေကြပြီးလက်ရှိအခြေအနေအရကက်စကတခုတူးချနေကြောင်းနဲ့သူ့ကိုလည်းဂျုံလို့ရပါမလားလို့တိုင်ပင်နေကြပါတယ် တဲရလေဟုတ်တယ်ကက်စီရတရားကိုချိုးချက်စေပေါ်နေလွတ်လာကြတဲ့ဟာပုံစံဟာကျွန်တော်ဖြစ်တရားမို့လို့သူ့ကိုလုံးဝရှုံလို့မရတော့ဘူးလို့သာပြောနေပါတယ်ဒီချိန်တစ်ဖက်မှာလည်းဖမ်းမိထားတဲ့လက်ဆိုးကိုစစ်မင်းနေပြီလက်ဆိုးကအပေါ်စားသားကြီးပြောနေရကြအောင်ကက်စီရစိတ်မရှိတော့ဘဲအကျန်းကြီးရစပြီးတုံးလိုက်ပါတယ်လက်ဆိုးကတော့မင်းတို့တမန်တော်တွေကိုငါလူကောင်းတွေလို့ထင်ထားလာကွာဆိုပြီးအားချောင်းနေလို့ကက်စီရလည်းလက်နောက်တစ်ဖက်ကိုဓာတ်လက်ဆိုက်ချလိုက်ပြီးဒီတော့မှပဲလက်ဆိုးကသူ့ကိုကက်စီရတစ်ချက်ပြီးတစ်ချက်တီးတော့မှကိုတီးသွားတာကြောင်းမိတိုက်ခန်းကြီးအကြောင်းကိုခရော်လီဖမ်းထားတဲ့တစားခန်းကြီးကပြောပြလာဖြစ်ကြအောင်ကျွန်တော်လည်းကြားနေဖြေပါတော့တယ် ခရိုလီယာလက်ရှိမှာအမောက်ခေကလေးဟာမြေတိုက်ခန်းတွေကိုမြင်ဘူးတဲ့သူတွေကိုဖမ်းတာပြီးသူတို့ပြောရတဲ့နေရာတွေကိုတူးပြီးနေရတာဖြစ်ကြောင်းပြောပါရတယ်။လက်ရှိခရိုလီစီမှာအမောက်ခေကလေးရှိနေပြီးမြောက်ခဲတီနေရာကိုတွေ့ထားတဲ့သူကိုဖမ်းထားတာဖြစ်ပြီးသူပြောတဲ့နေရာကိုတူးပြီးနေတာပဲဖြစ်ပါရတယ်။အဲ့ပြင်တစားခံအောင်လေမော်တော်တခုမှဖမ်းထားတာဖြစ်ကြောင်းသိလိုက်ရတော့ဒင်းတို့ဟာအဲ့ဒါဆိုရင်မင်းတို့ဟာဘောင်ရှာနေရာလေးကိုထပ်မေးလိုက်တဲ့အချိန်မှာနတ်ဆိုးဟာပြေဖို့လုပ်နေတဲ့အချိန်ပဲနာအိုမီကအမိန်ပေးလိုက်တာကြောင့်ကင်စီဟာပြပြဖို့လုပ်နေတဲ့နတ်ဆိုးကိုဘာမှမပြောသေးခင်ပါလေတစားတုံပြလိုက်ပါတယ် အဲ့လိုရကြအောင်ဆန်တို့လေဒေါသထွက်သွားကြပြီကန်စီရေကိုဘာလို့လိုက်တာလဲလို့အပြစ်တင်နေရတဲ့အချိန်ကန်စီရေကတော့ဒီကိစ္စတွေဟာငါဘာသာအစားကလေးရာတော်တဲ့ဆိုးစရာဒီကိစ္စတွေမလို့မင်းတို့ကောင်တွေကိုမလုံဘူးလို့ပြောလိုက်ပြီတစားခံကိုဖမ်းထားတဲ့မော်တယ်ကိုဝိုးကနေပြောက်ပြီးရောက်သွားလိုက်ပါတယ်ဒဲတို့လေအဲ့မော်တယ်ကိုချက်ချင်းနေသွားတဲ့အချိန်မှာတော့ကန်စီရာနတ်ဆိုးရဲ့အကုန်လုံးကိုတပ်ပစ်ပြီးနေပြီဖြစ်ပြီးနောက်ဆုံးမှာတော့တစားခံရှိတဲ့အခန်းထဲကိုရောက်လာကြပါတယ်ဒီစမ်းလေအခန်းထဲကိုဝင်ကြည့်လိုက်ကြတော့ခရော်လီရဲ့တစားခံဟာအခြားသူမဟုတ်ဘဲမက်စ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ် ဒေဇန်တို့လည်းမက်စ်ကိုတွေ့တော့အချိုးချောင်းကိုမေးကြည့်လိုက်ကြပြီးမက်စ်ကအစိတ်မပူဘူးနဲ့သူဟာမြေတိုက်ခဲနေရကိုအတိအကျမပြောဘဲနဲ့မြည်စအောင်ပဲလိန်ပြီးပြောပြနေရပါလို့ပြောပါတယ်။ဒီချိန်မှာကက်စီယာကတော့ဒင်းတို့ကိုမက်စ်ကအမှန်တိုင်းပြောပြမှရဲ့အတွက်စိုးရိမ်နေပြီးနာအိုမီကတော့လက်ရှိမှာမြောက်ခမ်းချောင်းကိုတိတာသူတော်ပဲရှိတာမလို့ကိစ္စတွေအားလုံးပြီးတော့မှမက်စ်ကိုရှင်းပြဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ဒါကြောင့်ပဲမက်စ်ကတော့တမန်တော်တောက်စာအကြောင်းကိုဒင်းတို့ကိုပြောပြလိုက်ပြီးဒင်းတို့လည်းအံ့ဩသွားရပါတယ်။ ကက်စီရလည်းစကားချောဖို့ချောလုပ်ပြီးမသိကြအောင်ဆောင်နေကအဲ့ကိစ္စကိုငါလည်းအခုမှသိရတာဆိုပြီးမလိန်တက်ပဲဝင်လင်ရပါတယ်။ဒါမဲ့ကက်စ်ကိုတော့ဘယ်သူမှပြန်ရင်းမနေကြပဲမြောက်ခန်းထဲမှာရှိရဲတမန်တော်ရောက်စာပြားကိုပဲရှာဖို့အာရုံစိုက်လိုက်ကြပါတယ်။မက်စ်ကမြောက်ခန်းရှိတဲ့နေရာကိုပြပတ်လိုက်ပြီးအဲ့နေရာအမောက်ကလေးတွေရှိရတဲ့အဆောက်အဦဖြစ်တာမို့လို့လက်ရှိမှာနေရာအတိအကျမသိနိုင်ကြောင်းနဲ့သူစိတ်ထဲထိတဲ့နေရာမျိုးပြောပြီးနေရာအတိအကျကိုစုပေးမှုအတွက်ဆက်အောင်ပြောလိုက်ပါတယ်။ လက်ဆိုးကြောက်စာငရေတစ်ခါကိုပိတ်နေတယ်ဆိုရင်တမန်တော်ကြောက်စာကလည်းတမန်တော်တွေအတွက်အန္တရာယ်ရှိမှအောင်နားလေတဲ့အတွက်ဒီကြောက်စာကိုခရိုလီမရခင်မှာသူတို့ဟာလက်အုံမှုရယူဖို့လိုရလို့ဆန်ရပြောလိုက်ပါတယ်။ကက်စ်ကတော့ရုတ်တရက်ကြီးမက်စ်ပေါ်မှာကောင်းနေပြီးဒရာဒိုတော်မှာတခြားပတ်တီစီပြနေရမှုလို့မက်စ်ကလည်းသဘောတူကြနေပါတယ်။တယောက်သားတာယာနေပြီးပဲမြုပ်ခဲဒီနေရာကိုတည်သွားကြပြီလို့ဒေဇန်ကြီးကတော့မက်စ်နဲ့ကက်စ်ကိုရုံးလို့ရပါမလားလို့စိတ်ထဲမှာထင်နေကြပြီ။တစ်ဖက်မှာလည်းတခြားရွှေ့ချယ်စရာမရှိကြအောင်သူတို့ပဲခေါ်သွားဖို့တဆုံးဖြစ်လိုက်ကြရပါတယ်။ မက်စ်ကတော့ဒီကိစ္စတွေပြီးလို့မှငါတို့နှစ်ယောက်တလုံးမသိလို့ရှိရင်ပီဇာပို့တမဆောင်ဝင်ခန်းကိုထပ်ပြီးလောက်ရအောင်လို့ကက်စ်ကိုပြောလိုက်ပြီးကက်စ်ကတော့အဆအငင်းချင်းပဲနောက်မှတော့ပြုံးစစ်စီနဲ့လက်ခံလိုက်ပါတယ်ဒီချိန်တစ်ဖက်မှာတော့မြေပေါ်ယူပြီးထွက်ပြေးသွားတဲ့နန်းဆိုးဟာခလော်လီကိုဖုံးဆက်လိုက်ပြီးသူ့လူတွေအကုန်လုံးတေးပြီးဖြစ်ကြောင်းနဲ့မက်စ်ကိုလည်းဒင်ဆန်တို့ဟာကဲတော်ပြီဖြစ်ကြောင်းဖုံးဆက်ပြောလိုက်တော့ခလော်လီဟာနန်းဆိုးကောင်ရဲ့နောက်ကနေချက်ချင်းရောက်လာပြီးအတုံးမချတဲ့ကောင်ဆိုကတခါလေးတက်ပြေးလိုက်ပါတယ် တစ်ဖက်မှာတော့နေရာကိုချက်ထိသွားကြပြီးမိတခဲအောင်ပြောလာတဲ့ဒင်းတို့အုပ်စုမှာဒင်းဟာမက်စလစ်ဆန်ကိုအပြစ်မှာစောက်ခိုင်းလိုက်ပြီးသူနဲ့ကက်စ်ကတော့အထဲကိုဝင်မယ်လို့ပြောပါတယ်ဆန်အားတော့သူတို့ကအပြစ်မှာထားခဲ့တဲ့အတွက်မကြင်မနက်ဖြစ်နေရကြောင်းဒဲရလည်းဆန်ပြီးမင်းရဲ့သွေးပိနေတဲ့ရှူကိုငါတွေးခဲ့ပြီးပြီလို့ပြောလိုက်ပါတယ် ဒါပေဆက်အားတော့နောက်ဆုံးချိန်ဒီဒေကဘာဖြစ်ပါဘူးဆိုပြီးဖိပိတ်နေနေပေမယ်ကယ်စီကတော့ဒေပေါ်လာမှန်နေစမ်းမင်းကငါကုပေးလို့မရအောင်တော့မှာအထဲမှာလိုက်ပြီးပျက်စီးနေပြီအဲ့ဒါကြောင့်ငါတဲ့ဒေမေအထဲဝင်ပြီးတော့ရှာလိုက်မယ်ကွာမင်းကတော့ဒီမှာနေပြီးတော့မက်စ်ကိုကောက်ွယ်ပေးလိုက်ပါမက်စ်ကတော့စကားပြပြောလုပ်ပေးမယ်ကယ်စီကတချီစကားသားကိုဖျက်ချပစ်လိုက်ပါတယ်ဒီလိုနဲ့ပဲအကျန်စီတိုင်းဒေးနဲ့ကက်စ်ကမြောက်ခမ်းတဲ့ဥစားဝင်ကြပြီးကက်စ်ကတော့မကြခင်မှာပဲနေဟန်ကာထားတဲ့နေရာရင်တော့မှာတောက်စာရှိနေမှန်းကိုအာရုံခံမိသွားပါတယ်။ ဆန်တို့ဘက်မှာတော့မြေတိုက်ခန်းတွေကိုခေါ်လီဝင်လို့မရအောင်လို့နဆိုးတွေကာရာတွေကိုနိုင်ရနဲ့လိုက်ဆွဲနေရပြီးမက်စ်ကလည်းကူညီပေးနေနေဆန်ဟိုသူမပြောက်နေတာအောင်တော့မှတစ်ထုံလိုက်မရှာခဲ့တဲ့အတွက်အပြစ်တင်နေနေစကားပြောကြရင်ပြောကြရင်ဆန်နဲ့အမလီယာတို့အတူရှိခဲ့တဲ့အကြောင်းတွေကိုသိသွားပြီးစပြီးဆက်စုပါတော့တယ်ဒီချိန်မြေတိုက်ခန်းထဲမှာရှိနေတဲ့ကက်စတိုမှာကက်စကတော့တောက်ဆောင်တွေ့သွားပြီးဆိုပေမဲ့ဒင်းကိုအချိန်မပြောလိုက်ပဲသူ့ရဲ့စိတ်ဝိညာဉ်ကနေနာအောင်မီကိုတွားပြီးသတင်းပို့နေခဲ့ပါတယ် ဒါအောင်မီရတော့ဒါဆိုရင်ဒင်းကိုမင်တိုက်ခဲနဲ့မှာဘာမှမရှိလို့ပြောလိုက်ပြီးပြတ်ထွက်ခိုင်းလို့ပြောလိုက်ပြီးမယ်ကက်စီရဲကတော့မဟုတ်ဘူးတောက်စာကိုတမန်တော်ရထိလို့မရအောင်လို့ကောက်ဝဲထားတဲ့အရာတစ်ခုရှိနေကြောင်းနဲ့အဲ့ဒါကိုယူဖို့တက်ဆိုရင်တော့လူသားတွေရဲ့အကူညိုလိုလေလို့ပြောလိုက်တာကြောင့်ဒါအောင်မီလည်းမတက်နိုင်တဲ့အဆုံးမှာတော့ဒင်းကိုအကြောက်ဆုံးပြောခိုင်းလိုက်ပြီးအမေရသွားတဲ့ကက်စီကဒင်းကိုတောက်စာထိထားတဲ့တစ်တာကိုညွှန်ပြလိုက်ပါတယ်ဒင်းလည်းကက်စီရဲ့ညွှန်ပြတဲ့တစ်တာကိုဖွင့်ကြည့်လိုက်တော့အထဲမှာကြောက်တော့လို့ဖြစ်နေတယ်တောက်စာကိုတွေ့လိုက်ရအောင်စိတ်သက်သာရသွားခဲ့ပါတယ် ဒါမဲ့တစ်ချိန်တည်းမှာပဲကက်စီယာသူ့ကိုတောက်ဆပေးဖို့အတွက်အတင်းကျပ်တောင်းနေရကြောင်းဒင်းလေတံပြရိုက်ဆပြီးဝင်လာခဲ့ပါတယ်။နောက်မီကတော့ခရော်ဒီတက်တောက်ဆရတော့လို့ရှိရင်တမန်တော်နဲ့အကုန်လုံးတယောက်မှကြာတက်ခရရတော့မယ့်ကြောင်းပြောနေပြီ။ကက်စီရဲ့စစ်ကိုရအောင်ထိန်တော့တင်ပေးရတာတွေကိုမှတ်ထား။ဒင်းကိုရအောင်တဲ့တောက်ဆကိုယူလာခဲ့ဆိုပြီးတစ်ချိန်မဲ့အမိန်ပေးလိုက်ပါတယ်။ကက်စီရတော့အမိန်ကိုညှင်းဆန်လို့မရပေမဲ့ဒင်းကိုလည်းမတက်ရတာကြောင်းခဏလေးနေပါအောင်ကျွန်တော်ညှိနှိုင်းကြည့်ပါမယ်လို့ပဲပြန်ပြောပြီးဒင်းကိုငါ့ကိုတောက်ဆပေးပါဦးကွာဆိုပြီးအတင်းအသေးတန်တောင်းနေခဲ့ပါတယ်။ ဒီအချိန်မှာပဲဒင်းရတော့စိတ်မမှန်သလိုဖြစ်လာတဲ့ကန်စီရေကိုပူပြီးတန်ပြန်စိတ်တွေဝင်လာကဟေးအောင်မင်းတို့ကျေးဇူးတက်တဲ့ဘောကနေကဲလာခဲ့တာဘသူလဲကားကိုပြောအဲ့ဒါဆိုရင်တော့ဒီကျောက်စာကိုမင်းတို့ကပေးလိုက်မယ်လို့ပြောပေးမယ်။နောက်မိသေးချုပ်တာကိုခံလာရတဲ့ကန်စီရတော့ဗတ်တက်နေတဲ့အဆုံးမှာအမေအတိုင်းဒင်းကိုတတ်ဖို့အတွက်ဓာတ်ကိုစားထုတ်လိုက်ပါတယ်။ဒီချိန်မှာဆန်နဲ့အမလီယာတို့ပဲဇလန်တစ်ခုလုံးကိုတီးသွားတဲ့မက်စ်ကတော့မင်းသားအိုက်ခွေးကိုကားတိုက်ပြီးတော့ကားကိုသာမောင်းပြေးခဲ့လို့ရှိရင်ဒီကိစ္စတွေကဖြစ်လာမှာမဟုတ်တာပဲလူသားတွေရဲ့အခြေအကြောင်းကနည်းနည်းတော့ဂျုံချင်းစရာကောင်းမှင်ပဲငါနေ့ကိုနားလဲပါလေလို့ပြောနေတဲ့အချိန်ခလော်လီရဲ့နေဆိုးတွေရောက်လာပါတယ် ဒီချိန်မှာကက်စ်ကတော့နာအိုမီရဲ့အမိန့်နဲ့ဒင်းရဲ့အဟွေတန်တွေသတိပေးတန်တွေကြားထဲမှာဘာလို့လို့ရမှမသိဖြစ်နေပြီနာအိုမီကိုခမကျွန်တော်ကိုဘာရောက်ထားရလဲလို့မေးနေတဲ့အချိန်မှာဒင်းကပါအဲစကားကိုကြားသွားလိုက်ပါတယ်နာအိုမီကတော့ကက်စ်ရဲ့ရောဒါနဲ့ကောက်ကိတ်ပေါ်မှာလုပ်ခဲ့တဲ့အပြစ်တွေအတွက်ပြန်ပြီးပြစ်ဆက်ခိုင်းရတာဖြစ်လို့ငါ့ကိုဘာစကားမှပြန်ပြောမနေပဲဒင်းကိုတက်ပြီးလို့ရှိရင်ကြောက်စာကိုငါရှိယူလာခဲ့ဆိုပြီးပြားရီပေးနေပါတယ်ဒီချိန်တလက်စာထဲမှာပဲဆန်တို့အုပ်စုကလည်းလက်စိုးတွေရောတက်တက်ပြန်ချနေရပြီးဒင်းကလည်းကက်စ်ရဲ့ထိုးတာကိုအတိလဲခံနေရပါတယ် နောက်ဆုံးမှာတော့ဒင်းရကက်စီယိုမန္တနာကြောင့်ထွက်ပြေးဖို့လုပ်နေတဲ့အချိန်ကက်စီယပိတ်ထားလိုက်ပြီးပွဲသိမ်းတဲ့ကြီးဆွဲထုတ်လိုက်ကဒင်းရတဲ့ထဲမှာရှိနေကြောက်တော့မှအောက်ကိုကြခွဲသွားပြီးတောက်တုံးနေရနေတမန်တော်ကျောက်စာနဲ့ထွက်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇလိုက်ကျော်ကြီးခရော်လီယာဆန်နိုးစီကိုကွယ်လျောက်ချလာပြီးကက်စီယကတော့ကျောက်စာကိုယူမရအောင်လို့အမျိုးမျိုးတားနေတဲ့ဒင်းကိုအပိပင်းတွယ်နေရပါတယ်။ဒင်းရလည်းအထိုးခံနေရတဲ့ကြားနေပဲကက်စီယကိုသတိပြန်ဝင်လာဖို့အတွက်တဖော့ဖော့ပြောနေခဲ့ပြီးဒေါမီကလည်းဒင်းကိုတခါတည်းအသေးသတ်ပြဖို့အတွက်အမိန့်တွေဆက်လိုက်ပေးနေပါတယ်။ နောက်ဆုံးမှတော့ဘလို့မလို့ဆိုင်တော့တဲ့ကက်စီရဲ့လေဓာတ်ထုတ်လိုက်ပြီးအစိုးသပြစ်တော့မဲ့အချိန်မှာဒေးဟာကက်စီရဲ့ငါတို့ကမိသားစုကြီးလေကွာသတိထားစမ်းပါမင်းကတော့တကယ်တည့်ရလို့လာလို့ပြောတဲ့အချိန်မှာတော့နောင်မီယာကက်စီရဲ့ကိုအဲ့စကားတွေကိုနားမယောင်မှုအတွက်ပြောပါတယ်ဒါကြောင့်ပဲဘာလို့လို့မှမသိဖြစ်နေရဲ့ကက်စီရဲ့တော့ဘသူ့စကားကိုမှနားမထောင်တော့ပဲကြောက်စာကိုကောက်ကွယ်လိုက်တဲ့အချိန်မှာအလေးလန့်နေရာစူးနေအောင်ထွက်ပေါ်လာပြီးတစ်ချိန်တည်းမှာပဲကက်စီရဲ့တရားပုံမှန်အသိစိတ်တွေပြောင်းဝင်လာတာကြောင့်နောင်မီရဲ့ထချုံမှုအောက်ကနေလက်မတင်နေလွတ်သွားခဲ့ပါတယ် ဒီလိုနဲ့အတိတ်သိပြန်ဝင်လာတဲ့ကက်စီရဲ့လေသူ့ကြောင့်ဖူးရောက်နေတဲ့ဒင်းကိုတခါတည်းကူပေးလိုက်ပြီးနှစ်ယောက်သားပြန်အဆင်ပြေသွားပေမယ့်အဆင်မပြေနိုင်တာကတော့ဆန်တို့ဘက်မှဖြစ်ကမက်စ်ကခရော်လီကိုအသက်သာတားနေရပြီးဆန်ကတော့ဒင်းတို့စီကိုလာနေပါတယ်ခရော်လီကတော့နရန်ကောင်ကိုဘာလို့ပြန်တိုက်နေရလဲအဲ့ကောင်နေတာနဆိုးတောက်ဆောက်ရသွားလို့ရှိရင်မင်းအပါဝင်နဆိုးတွေအကုန်လုံးတတ်ပစ်လိုက်မယ်လို့မက်စ်ကိုပြောပေးမယ်မက်စ်ကတော့ငါကကြူးဆိုင်နေလို့လားနင်းသိမ့်မယ်ဆိုရင်ငါအကျဉ်းတ်ပိုင်လို့ပြန်ပြောလိုက်ပါတယ် ဒီချိန်တစ်ဖက်မှာတော့ကက်စီယာသူထိချုပ်ခံထားရတဲ့အကြောင်းတွေချိချုပ်သက်စင်ဘဝကနေနောင်မီယာသူ့ကိုကယ်ခဲ့တဲ့အကြောင်းတွေကိုပြောပြပြီးဒါရလေအဲ့ဒါဆိုရင်မင်းကဘာလို့လဲသွားရလဲလို့မေးလိုက်ပါတယ်ကက်စီယာကလည်းအကြောင်းရဲ့ဆုံတော့ငါလည်းအတိအကျမသိသေးဘူးကွာဒါပေမဲ့လောလောဆယ်တော့ဒီကျောက်စာကိုငါတို့ကောက်ွယ်ရမယ်ငါပြောချင်တာနတ်ဆိုးတွေစီယာရောနောင်မီစီယာရောပြီးတော့မင်းစီယာရောလို့ပြောလိုက်ပြီးနေရာနေပြောက်ွယ်သွားပါတယ်ဒီချိန်ဒီဖြိုင်ထဲမှာပဲဆန်ရအထဲထွက်လာခဲ့ပြီးဒေးရင်ငါတို့လှုပ်ဖို့လုံနေပြီလို့လာပြောပါတယ် ဒီချိန်မှာခရိုလီရတော့မက်စ်ကိုအသေးလေးရိုက်ထည့်နေခဲ့ပြီးမက်စ်ကတော့ထွက်ပြေးတော့မဲ့ထင်ဆန်အောင်တွတ်လိုက်ရကကက်စီမပါတော့အကြောင်းခရိုလီဘက်ကိုလှည့်ပြီးရှေ့တောက်စာကြီးကတော့ဝေးပြီးထင်ပါလို့ခန့်နေလိုက်ကခရိုလီလည်းဒေါသကြီးထွက်လာပြီးမက်စ်ကိုတခါတည်းတပစ်လိုက်ပါတယ်ဒီလိုနဲ့အချိန်နဲ့အားလုံးတကြိမ်သွားတဲ့အချိန်မှာတော့ခရော်လီတယောက်ပဲမိတိုက်ခန်းထဲမှာကြံနေခဲ့ပြီးမရှိမနှောက်မှာပဲနာအိုမီယာရောက်လာကညှိနှိုင်းဖို့တိုးစားကြပေမယ့်နာအိုမီယာသူ့ရဲ့စကားကိုစောအောင်တော့နားမထောင်ပဲပြန်သွားအကြောင်းမချိန်မနှက်နဲ့ပဲထပ်ပြီးကြံခေရပြန်ပါတယ် ဒီအချိန်မှာကားပေါ်ရောင်းနေပြီဖြစ်တဲ့ဒင်းတို့ညီကွာတော့ကက်စီရဲ့အကြောင်းကိုပြောနေကြပြီဒင်းကတော့ဆန်ရငါအခုချိန်နေစပြီဘသူလိန်တော်မှမခံချင်တော့ဘူးကွာမင်းပါဝင်မယ်လို့ပြောလိုက်တာကြောင့်ဆန်လည်းစိတ်မကောင်းဖြစ်သွားရပြီဒင်းကိုသူလိန်ခဲမိရဲ့အတွက်တောင်းပန်လိုက်ပါတယ်ဒင်းလည်းသူ့ညီရဲ့အခြေအနေကက်စီရာသူတို့ဘက်မှာငရုံးပေါ်ထိတ်ကပ်သွားတဲ့အခြေအနေတွေကိုကြည့်ပြီးစိတ်မကြည်ပေမယ့်ရော်တချင်းတစ်ပုဒ်ကိုကောက်ဖွင့်လိုက်ပြီးဘယ်တော့မှဆုံးမမယ်မသိတဲ့ခရီးစဉ်ကိုညီကုန်တယောက်ဆက်သွားနေလိုက်ကြပါတယ် ။နောင်မီရတော့ကက်စီယိုလုံးဝလက်မလျှော့သေးပဲချီယာခန်နေရဲ့ပင်မဲ့သူ့အထက်ချုပ်မှုအကောင့်လည်းလွားနေကက်စီရဲ့အရေးယုံတော့မတွေ့ရတော့ပဲကက်စီရတော့တောက်စာကြီးကိုအိတ်ထဲမှာထည့်ပြီးဘသူမှမသိနိုင်တဲ့အဝေးတလျာကိုခေးထွက်နေခဲ့ပါတယ်။